င်းမြမေဘုံမေရှောက်ရဲ့ပြုပါဗျာဒီကာလမှာဘာဆက်ဖြစ်မလဲဆိုပြီးစိုးရိမ်စိတ်တွေများပြီးတော့စိတ်ထွက်ပေါက်မရှိသလိုခံစားနေရပါတယ်ဗျာစိတ်ကိုဘယ်လိုပြုပြင်ထားပါမလဲရှင်ဗျာကြမ်းပါပါစီဗျာဒါအခုခေတ်ဖုန်းနဲ့မြန်မာတပီလုံးဒီပါကြုံတွေ့နေရတဲ့အရာပေါ့နော်ဒီလို Facebook ကာလာဆိုကြီးမှာဘာတွေဆက်ဖြစ်မလဲဆိုပြီးတော့လေစိတ်ထွက်ပေါက်မရှိစိတ်တွေပင်ပန်းပြီးတော့ဖြစ်နေအဲ့ဆိုတော့ကိုနေနေတဲ့နေရာကအခုယောဂီတို့ ကိုနေနေတဲ့နေရာကတကယ်စစ်ပေးတွေဖြစ်နေတဲ့နေရာလားတကယ်လို့စစ်မဖြစ်သေးဘူးစစ်မဖြစ်သေးတဲ့နေရာလားနော်စစ်စစ်မဖြစ်သေးတဲ့နေရာဆိုရင်လေရှောင်တင်လာတော့ရှောင်ပြင်တင်လာတော့ပြင်ပေါ့ဒါပေမဲ့တချို့နေရာတွေတချို့ကဏ္ဍတွေကြတော့စစ်ဖြစ်လို့မသေးဘဲနဲ့ကိုယ်စိတ်နဲ့ကိုယ်စိတ်ပင်ပန်းပြီးတော့လည်းတည်တော့အောင်ပဲနော်အဲ့ဒါအဲ့လိုလည်းရှိသေးတယ်ဗျစိတ်တွေထိခိုက်ရင်အေးအေးတွေပြအစားတွေပြဥပမာ ဘုန်းတော်မြတ်မာပြရလဲကောလာဟာလဟိုတတဲ့အတုတွေရလဲခက်များများလीနော်အဲဆိုတော့စစ်ကအဲစစ်ဖြစ်တာတွေတခြားလောကရန်တွေကကြိုတင်တွေးတင်တာတော့တွေးရမှာလိုလာတဲ့ပုံတွေးပြီးအရန်စိတ်ပုံတွေလဲဘာမှဘာမှလုံးမရတဲ့တူတူတော့ဒုက္ခခံနေနေဖြစ်လာမှာအကြည့်ရှိမှရှိတာပဲအတတ်နိုင်ဆုံးတော့ပြင်ဆင်တင်တာတော့ပြင်ဆင်ပေါ့သူ့ပေမဲ့အဲ့မဖြစ်သေးတာယူတော့တအားကြီးတွေးပြီးတော့ ကိုစိတ်နဲ့ကိုထောင်ချမိနေတဲ့ကိုစိတ်နဲ့ကိုလောင်ပိတ်မိနေတဲ့ထပောက်မပိတ်ထပောက်မရှိသူလိုဖြစ်နေဆိုတော့ကိုစိတ်ကကိုလှည့်စားလိုက်တာဒါဆိုရင်ပူပန်တဲ့စိတ်ဆိုတာတော့လောကတဘာဝလူတွေရှိမှာပဲပုံပုံနားလေတို့ပေမဲ့အဲ့ဒါကြီးကိုနဲအဲ့ဒါကိုအမြဲတမ်းအဲ့လေဒီစိတ်သွားလေဒီစိတ်သွားလို့ရတော့နှစ်ခါရှုံးအဲ့လိုမဖြစ်အောင်နေပေါ့ဖဖို့တို့ကိုယ်တိုင်လည်းဖဖို့ရဲ့ရိတ်တာ စတဲ့တိုင်းမှာရှိတဲ့ဦးစိတ်ကိုရင်နေဗာဖုံဖုံလည်းစိတ်မပူလားပူတာပေါ့ဖုံဖုံကလည်းဒီလိုပြပတွေကြွရတဲ့ကပူပူရတာနော်တဲ့သူပြင်မဲ့လေဒါအကောင်းဆုံးဖြစ်အောင်တော့ဖန်တီးပေးတယ်ကိုယ်တိုင်းမနေရလို့မဟုတ်ကိုယ်တိုင်းရှိလေဒီတိုင်းပဲနော်ဒါကြီးကိုတအားကြီးတွေးပြီးပူမနေဘူးလုတ်ပစ်ဟိုလုတ်တဲ့နာလုတ်ရှောင်းတဲ့နာရှောင်းပြင်ဆင်တဲ့နာတော့ပြင်ဆင်ပေါ့ညံတဲ့တော့ရှင်ရမှာပေါ့ နော်ဒါကြီးကိုတွားပြီးတွေးပူနေရင်လည်းဘာမှလုံးမရအောင်နှစ်ခါရှုံးဖြစ်လာမှာဖြစ်လာတယ်လို့ဒါကတည်းကအများစုကတော့ကိုတွေးရတဲ့အတိုင်းဖြစ်လာတာအာကိုတွေးတဲ့အတိုင်းတကယ်ဖြစ်လာတာရှားပါတယ်လူကြီးတွေးပြီးဆိုရင်စိုးရိမ်စိတ်လွန်ကဲပြီးတော့ပူပူတာတာတွေးတာများတယ်ကိုမတွေးထားတဲ့အတိုင်းလည်းပူပူတာတာဖြစ်လာတာကြီးလည်းရှိပြီမြဲအဲ့ဟာအရင်သေးပါဒါကတော့ဘိုးတို့ဒါမဖြစ်သေးတဲ့သူတွေအတွက်ပေါ့နော်တကယ်စိတ်ဖေးတဲ့ရောက်နေပြီဆိုရင်တော့အာအရင်ဒုက္ခများပြီပေါ့အာဆိုရင်တော့ ကိုမှဒက်ခံကောင်းကိုခံအားကောင်းမှုလို့လေဘာကိုခံအားကောင်းမှုလို့လဲဆိုတော့ဘုရားယောဂါတွေဖြစ်တဲ့အခါကိုခံအားကောင်းတဲ့သူဟာခံနိုင်ပုံရှိတယ်သူနည်းတူပဲကိုမှတရားဒက်ခံကောင်းမှလောကဓာတ်နဲ့တွေ့တဲ့အခါခံနိုင်ရှိတယ်တရားဒက်ခံမကောင်းဘဲနဲ့တကယ်ဒုက္ခရောက်မှတရားသွန်းနှလုံးသွင်းရင်တော့မလွယ်ဘူးနော်ဒုက္ခရောက်မှလောကလောကလူတွေအများစုဟာတကယ်ဒါခလုတ်ထိမှပါတယ်လေမေဆိုတာအမေနော်တကယ်ဒီဆိုတာအမေတာဘုန်းတော် ဒီမှာမြန်မာပြည်တချို့ဒါအက်ဆီဒန့်တခုဖြစ်တယ်ဥပမာတော့ခလုတ်တိုက်တယ်ဆိုတချို့ဒါအမန်လေးလို့ပြောအမန်တော့အဲ့ဇကားဟိုမှာဖြစ်တယ်အမန်တော့သူ့အမေကိုတားလိုက်တယ်အမေတားရဲ့ဇကားရဲ့နောက်ကျတော့ဒီဒီအမန်လေးဆိုပြီးဖြစ်သွားတာပေါ့နော်အမန်လေးဆိုပြီးကြက်ကြပါတော့တကယ်တော့ခလုတ်ကြီးမှာအမေတားတယ်ဘာခလုတ်မှမတိုက်တော့အမေကိုမေ့နေတယ်သူလည်းလောကမှာအများကြီးပဲနော်ဒုက္ခရောက်မှအမေဒုက္ခရောက်မှအဖေမိဘတန်ဖိုးဒုက္ခရောက်မှအဖေမိတိကြတယ် ်အဖေဖေမရှိတော့မှတချို့လည်းကျေးဇူးတည်တယ်အချို့ကလည်းအဖေဖေရှိနေရတော့မှမေ့နေကြတာယာအစီအပြေနေမေ့ဒုက္ခရောက်ပြီဆိုမှအဖေကဲပါအောင်မေကဲပါအောင်လုပ်ကြတယ်နော်အဲ့လိုကြီးရှိတယ်ဒါလိုတော့မဖြစ်အောင်နေကြပါဘူးနော်အခုလည်းဒုက္ခလူတွေများစွာအစီအပြေနေဖျားတရားကိုပော့တယ်ဒုက္ခရောက်မှဖျားတရားကိုနှလုံးသွင်းတာအဲ့ဆိုတော့နှလုံးသွင်းတဲ့အခါမှာကိုယ့်ရဲ့ဓက်ခံတရားဓမ္မကိုခံအားကောင်းဖို့လိုတယ်ဆိုတာကကို့မှာဓမ္မဓက်ခံအားနေနေရဲ့ တရားလေးချင်းနေအရင်တည်းကတိတ်မလောက်တာဘူးဆိုရင်ဒုက္ခရောက်မှနှလုံးသွေးရင်တော့ခက်တယ်မလွယ်ဘူးဒါပေမဲ့လည်းလုံးဝပြစ်ထားရတဲ့စာရင်တော့တော်သေးတာပေါ့ရသလောက်တော့အတတ်နဲ့ဆိုတရားအောင်မှတ်မိတာရောတော်သေးတယ်ပြောအောင်အဲတရားကိုပို့တော့နှလုံးသွေးရမှာပေါ့ဒါကတော့ဘုန်းတို့ပြောတော့လွယ်တယ်လက်တွေ့ကြည့်ရတာတော့ခက်တယ်အဲ့ဒီတော့ဘုန်းဘုန်းပြောတာကိုခံအားကောင်းဖို့အရင်အရင်တည်းကနေကောင်းကြမှာတင်တဲ့ကလောကရဲ့ဆိုးတွေမကြုံမြင်နေရတရားတွေမများအထုတ်ထားမှာတကယ်အရေးကြုံတဲ့ကောင်မှာ အစင်ပြေတာဟုတ်ပြီနော်ဘိုးလို့ပြောရတာနီးရနီးပေးတာပဲလေဥပမာပေါ့ရင်ငုံနီးတင်တယ်ပုံပုံကပြေးရေဘလို့ငုတ်ဘလို့အတက်ကိုဝအောင်ရှူးငုတ်တင်လိုက်တော့လွယ်လေတကယ်ငုတ်တော့လွယ်ရလားမမိုးနေရေတွေကအကြီးနေဖို့ဆိုမလွယ်နော်ရေငုံနီးဘလောက်ပဲတင်တာတင်တာလက်တွေ့ကိုယ့်ရဲ့ဒါရာစေတွေလေ့ကျင့်မှုတွေကိုယ့်ရဲ့ဒါတွေအများကြီးလိုတာကိုယ့်ကိုလေ့ကျင့်ရမှာ နီးရတော့နီးစရာနီးပြစရာတော့ပေးလိုက်ပါရေကူးတော့ဘလို့ကူရေဒါပလက်ကိုဘလို့ကူမောက်ကိုဘလို့ကူရေကူးတင်တယ်အဲရေငုပ်တင်တယ်ဘသူဘလောက်တင်တယ်သူတင်တာတခါတခါသဘောတရားတိထားလို့လည်းမရဘူးတိထားရုံနဲ့လည်းမရဘူးနီးစနစ်တိထားရုံနဲ့မရဘူးကိုကလေးချင်းရအမောခံနေအောင်ရေကြကြကူးနေအောင်ရေကြကြငုပ်နေလေးချင်းရအဲ့ဟာကိုနဲ့ဆိုင်သူ့နေသူပဲတရားမှလည်းဘဘဘကဘလို့မှတ်လိုက်တော့ဘဘဘပြောတော့လွယ်တာပါဟုတ်တယ်လေအဲ့ဟာကိုကြည့်မှရမှာလीအ ဒီတရားကကိုယ့်ရဲ့တောကကိုယ့်ရဲ့အစင်မပြေမှုတွေကိုဖုံးဖုံးပေးနီးပေးရောက်လောက်နေတော့မရဘူးလေဆရာဝန်ဆေးပေးတာနဲ့မရဘူးဆေးရကိုယ်အနေနဲ့တောက်ရမယ်လေထိုးသိနေဆိုရင်ထိုးရမယ်လေးဆေးဆိုရင်လိမ့်ရမယ်လေဘုရားရဲ့တရားဓမ္မကလည်းနာကြားရုံဆိုတာတည်ငင်ကတော့အေဂျင်မှာထောက်ရအေဂျင်ကြီးကိုယ်တိုင်ကျင့်မှညာဟုတ်ပြီနော်ဖုံးဖုံးအခုမေးပေးလိုက်တဲ့နေရာတော့ဖုံးဖုံးကိုကြီးမစားလို့လားဖုံးဖုံးကမတိလို့လား ပုံပုံပြရတော့လွယ်တာပေါ့ဒီလိုမျိုးဆိုတဲ့ကတက်တက်တယ်ဒါပေမဲ့ဒီလိုပုံပုံတော့ဒီလိုနှလုံးသွင်းရတာပဲအဲ့လိုပြောတော့ပုံပုံတည်မှမကြောက်ဘူးလားပုံပုံတည်မှပုံတည်ပြီးခါနာကြုံတာပဲနော်ပုံပုံတည်ပြီးနဲ့ကြုံတယ်ပုံပုံကိုလို့စားရှိရကိုလို့တာဘုန်းတို့မြေချီကန်မြေချီကန်ပြည်နယ်မှာဒါမြေချီကန်ပြည်နယ်ဘုန်းတို့တရားဟောကြတော့လीဒါမြေချီကန်ပြည်နယ်မှာဒါတရားဟောကြတော့ နက်ညတကောင်မနက်ဖြစ်သွားပြီညတကောင်မနက်နှစ်နာရီဝင်းကျင်လောက်မှာပုံတော့ကာအဆီဂျင်ဖြစ်တယ်အာဖဘောသက်တွေကိုလဲထွက်သွားတာကောင်းတယ်အာလေအိတ်တွေပွင့်ကာစီကာစီတိုင်းတွေပါပေါက်ဘိန်းတွေပေါက်ကာလည်းလုံးဝတစားစီဖြစ်သွားရန်တော်သုံးပါးကျေးဇူးနဲ့ဟိုကြီးမားတဲ့တိုင်ဟာတော့မရဘူးဘုံဘုံဘုံအဲ့လိုကာစီတဲ့ဖြစ်တာဘယ်လိုမှမပြောအခုမှနောက်တိုင်းမှာ တကယ်တမ်းတွေလည်းမေးတချို့လည်းတိကျရတာရှိလို့လားအဲဖုံဖုံမပြောရင်စကားတွေကားအောင်ပါဆိုတော့ကိုယ်ကရှိဖြစ်တဲ့ဖုံဖုံကိုယ်တိုင်ပြောပြအအဓိကအခုဟိုတကယ်တမ်းတွေကြီးညိုကြတဲ့တကယ်တမ်းတွေစိတ်ပူပါဆိုလို့နော်ဟိုကကိုယ်ကြောင့်တကယ်တမ်းတွေစိတ်ပူပါဆိုလို့မပြောသိချက်နေ့ချက်ကကိုယ်ကိုတိုက်ခိုက်နေတဲ့သူတွေဝမ်းတာပြီးအလကားနေအကုသို့များနေရှာပါဆိုလို့နော် အာမာဘူးသားကြောက်ကိုဘယ်တော့ကားတိုက်ပါကောင်းတယ်အဲ့ဟိုပြောလဲအပြောခံနိုင်ပါလေပုံမှန်ပါမယ်တို့တို့ကလည်းကနေအကုသိုလ်များပြီးတော့ဒုက္ခရောက်နေမှာဆိုလို့တို့တို့အကုသိုလ်တွေနေအောင်ဆိုပြီးတော့ကိုယ်လိုတဲ့သူတွေမလိုတဲ့သူတွေကြီးညိုတဲ့သူတွေမကြီးညိုတဲ့သူတွေအဲကုသိုလ်အကုသိုလ်တွေမဖြစ်အောင်ကိုယ်ကြီးညိုတဲ့သူတွေလည်းကိုယ်ကဒီလိုဖြစ်တယ်ဆိုစိတ်တွေအရန်ပူသွားရင်စိတ်တွေစင်းရဲသွားရင်လည်းတို့တို့မှဒါလည်းအကုသိုလ်ဖြစ်မှာကိုယ်ကိုယ်ကိုယ်ဒုက္ခရောက်တာကိုမြင်ကျင်တွေ့ကျင်ကြားကျင်တဲ့သူတွေကြတော့လည်း ကိုဒုက္ခရောက်တာဝမ်းတိုင်ရင်လည်းသူတို့မှအကုသိုလ်ပဲဖြစ်အောင်အဲကြတော့ကဲဖြစ်ပြီးမှတော့လိုအပ်ရင်တော့တမျိုးပေါ့ဒီမဖြစ်မလဲအတိပေးဖို့လိုအပ်ရင်တော့ပြုံးမယ်ဒါပေမဲ့အခုလိုချိန်မှာအတိမပေးလည်းရတယ်အတိမပေးဘူးပေါ့အဲ့ဒါဘုန်းတော်ကမြကြီးကန်ပြည်နယ်မှာနောက်ပါကာဝင်တိုက်တာပေါ့နော်ဘုန်းတော်အဲ့ဒါသူတို့မူရစီတွေလည်းတုံးနှောင်းဝင်ရတယ်ညာဆိုတော့အိပ်ရေးပြက်တာကြီးလည်းပါမှာပေါ့မြကြီးကန်ပြည်နယ်ကအများကြီးနှင်းနေအရန်ကြတယ်ပြည်နယ် နှင်းအရန်ကြအရန်အေးတဲ့နေရာထူးထူးခြားခြားဖုံးဖုံးကြွားတဲ့ရက်ကသူတို့နှံ့ကျင်ထိုးထားတဲ့နှစ်ပေါင်းဘလောက်အသွေးမှလာမသိဘူးသူတို့အရာတကယ်တကယ်တအေးတက်တာတဲ့ရက်ဖြစ်သွားတယ်အဲ့တော့နှင်းမကြအောင်ဖုံးဖုံးကြွားတဲ့ရက်ကညတကောင်ရောနှင်းနေမရှိဘူးကာလန်ပုံအရန်ဆိုရင်နေကင်းတော့နှင်းနေတယ်အဲကားလုံးပေါ်မှာနှင်းတွေမရှိတော့ကားသမားတွေကနှင်းတွေပါလုံးလေးဆိုပြီးတော့နှင်းမရှိတော့အရင်ကနှင်းတွေရှိကားဖြည်းဖြည်းလေးမောင်းရတယ်ဘုန်းတော်မြမပြင်းမှာဘွက်တော်လေးပေါင်းသလိုလေး ဟိုမှာလည်းနှင်းနေကြတယ်မှာမောင်းလာကားချော်တာလေဘိန်းနေကားနေတာဆလစ်တွေဖြစ်တော့နှင်းမကြတဲ့ရက်နှင်းမကြတဲ့ညဆိုတော့ကားသမားကြီးကလည်းတအားမောင်းကြရဲတွေကလည်းဘာပဲဖြစ်ရှိတယ်ဆိုပေမဲ့လည်းရဲတွေလည်းနေတော့တာဟိုနော်နှင်းမကြတာပဲရှိတယ်အေးရတော့တော်တော်အေးတယ်အပြင်မှာဒါပေမဲ့နှင်းမကြအဲ့ဒါဆိုတော့ကားသမားကြီးကနှင်းမကြတဲ့အတွက်တအားမောင်းတယ်နောက်တစ်ခုတချို့ကလည်းမွေးစေးတွေတုံးတယ်တချို့လည်းအိတ်နိုင်တယ်ပေါ့ ဘုဖုတို့ကားကလည်းကာဓမားကလည်းလမ်းကတကယ်တအမြန်ကြောမှာယူထားပြီးတော့ဒါစပိကိုလျှော့ပြမအောင်အမှန်ကသူများကားကိုကြော်ပြီးကိုယ့်ရဲ့လမ်းကြောညာဘက်ကိုပြန်ကိုရအောင်အဲ့လိုပြန်မကိုဘဲနဲ့သူများကားကိုကြော်ပြီးအချိန်လျှော့ပြီးတော့သူကလည်းမှားလိုက်ကာသူကလည်းမှားတယ်နောက်ကားကလည်းမှားတယ်ပေါ့အဲ့ဒါနှစ်မှားတွေ့တော့တိုက်ခိုင်းအောင်တခါမှမကြုံဘူးဘုဖုလည်းနော်ကားကိုကြည်ညက်သွားမှန်တယ်လေစီးစီးနဲ့ကြည်သွားပြောလို့တာကဘုဖုဇက်တီတအားနာတော့ စက်တည်းတို့လဲထွက်သွားတာသူ့ပေမဲ့နောက်နေ့တရားပွဲဘုံသွားဟောတာနော်နောက်နေ့တရားပွဲဘယ်သူမှမပြောဘူးအဲ့ဒီဆရာတော်လည်းမသိဘူးအဲ့ဒီဒီကံတော်တွေလည်းဘုံဘုံကားစင်းတယ်ဖြစ်ခဲ့တယ်ဆိုတော့မသိဘူးတရားဟောတယ်ဟာမပြတ်ပဲဒါပေမဲ့ကိုဖြစ်နေတာကတော့ကိုအသိဆုံးပဲစက်တည်းလဲပြီးတော့ကောင်းနေမှုတွေနေရအရန်ကတ်တယ်ညလည်းကျိန်လို့မရဘူးအဲပပုံနည်းနည်းလှဲလိုက်ရင်ခေါင်းကဒီတိုင်းမှမထိုင်ရနေမှာနည်းနည်းလေးလှဲလိုက်တော့စက်တအားနာတယ် တအားနေရခက်တယ်ဒါပြဘုံတရားနှလုံးသွင်းနေတယ်အဲ့လိုနေတာပေါ့နော်ပြဖို့ဖို့ချိန်းတဲ့ဒါကရင်ရလဲဖို့ဖို့အရက်နဲ့မဆန့်ဘူးချိန်းနေအဲ့ဒါဖို့ဖို့ချိန်းတဲ့အဲ့ဒီကရီယာခေါင်းလေးကိုထိန်းပြီးတော့နည်းနည်းလေးညောင်းလို့ကားစီးတာမိုင်းထောင်တဲ့ကြီးစီးလာတာဆိုတော့ညောင်းလို့ခါလေးဆန့်ကျင်လို့ခေါင်းကဒီတိုင်းလှဲလို့မရဘူးခေါင်းလေးဖို့ဖို့တူတူကင်ပြီးလဲအတအနာအဲ့ဒီလိုပဲတရားမှတ်ပြီးတော့လဲပြီးတော့အဲ့ခြေထောက်ဆန့်ပါမယ်ဆိုတော့အခုဖို့ဖို့ဒါကရင်ရဘောင်းညာရှိတယ်ဘာလဲဖို့ဖို့ခြေထောက်ကဆန့်မရဘူး ်ကန့်လန့်လုပ်ကြတော့လည်းမရဘူးအဲဆိုထားပါတော့ခေါင်းနာတာနဲ့အဲ့ကလေးကျင်းတာနဲ့ဘုံဘောအရက်နဲ့ဆိုတော့အဲ့နဲ့ညလုံးပေါ့လည်းမကျင်းရအောင်ကာအက်ဆီဒန့်လည်းဖြစ်တယ်မိုင်းထောင်တဲ့ကြီးလည်းမိုင်းဝေါင်းကားဆိုလည်းလမ်းတော့ဟိုလိုကားကြီးကစီးရဒါပေမဲ့နောက်နေ့တရားကိုအမပြတ်ဟောဘလောက်ခံစားနေမလဲတရားပြောလို့လာကတရားဟောစာရှိရတယ်ဆက်ဟောသွားတာဘုံဘောတရားတပွဲပြီးတပွဲပဲဒီကံကလည်းဘူးမသိဘူး တေးမှာမကြောက်ရင်ဖဖို့ပြန်လှည့်လာပါဘောမြန်မာပြန်တော့မယ်ကွာဆိုပြီးတော့ချက်ချင်းပြန်လာလို့ရတာမြန်မာပြည်ကဒီကဓမ္မတွေတည်ရင်လည်းစိတ်ပူပြီးဖဖို့ပြန်ပြင်ပါ US ကဒီကဓမ္မတွေတည်ရင်လည်းစိတ်ပူကြတယ်ဘယ်သူမှမပြောပြန်လည်းမလှည့်ဘူးနောက်ကြောင်းလည်းမပြောင်းဘူးရှေ့တူပဲထက်တိုက်ထက်တည်ဘယ်လိုလဲတည်ယူကြကိုလှုပ်တဲ့လှုပ်သာသနာအတွက်ဓမ္မအတွက်ဖဖို့တို့လှုပ်ခဲ့တာတေးမှာကြောက်ရင်ဖဖို့အဲ့လိုမလှုပ်ဘူးတေးမှာကြောက်တဲ့သူတွေတရားလက်ဆက်ဟောမှာမဟုတ်ဘူးနောက်နေ့တရားပွဲတော်ဟောသေးတယ်အဲ့လိုမျိုးကြီး တရားစတဲ့ပဲဟောတယ်ဘယ်သူမှမသိဘူးနောက်ပိုင်းမှာတချို့တော့ဝက်တိတာလေးတွေရှိလာလို့မလဲတာလဲပုံပုံပြောပြတယ်နယူးယောက်တရားပွဲမှာလည်းနည်းနည်းပြောပြတရားစခန်းသိနေတဲ့အခါနယူးယောက်မှာလည်းပုံပုံဒါလေးနည်းနည်းပြောပြခဲ့တယ်အခုလည်းပြောတာပြောလို့ဒါကပုံပုံဘောကနေရှင်ပြီးပြောပြတာပုံပုံကတိမ်မာကြောက်လို့လားဟိုကဖြစ်လို့လားပြောလို့ပုံပုံတိမ်မာကြောက်ရတော်တဲ့တပါးတည်းမနေဘူးနော်အဲ့ဒါကိုအတက်ခံတာတွေကဓမ္မအောင်မြတ်လို့ဒါပေမဲ့ပုံပုံတို့အဲ့လိုလုပ်ဖို့ဆိုတာလေတရားတွေကျင့်တာလို့ကိုခံအားကောင်းမှရတယ်ခုတ်ကမကြောက်ဘူးလားပြောတာရေးကြော်ရင်တော်တော်များများကြောက်ကြတယ် အဲတရားရှိတာမှအဲ့တရားကလည်းလေ့ကျင့်တာမှနာယုံနဲ့မရအောင်နာယုံတရားကအဲ့ဒီတရင်ကပဲအေးချမ်းပါအမြဲအေးချမ်းလုံခြုံမှုရှိဖို့ကတော့လက်တွေ့ကျင့်မှရအောင်အဲ့ဒီစစ်ဘေးတွေကြုံတဲ့ကအသက်ဘေးတွေကြုံတဲ့ကမှအတတ်နိုင်ဆုံးတော့ဒါပြည့်စုံဥစ္စာလည်းအရေးကြီးတဲ့ဟာတွေယူသူ့ဘယ်မှာလဲကိုယ်အသက်ခံတာတော့တမိုးရှိတော့မယ်လေနော်အဲ့ဒီပြည့်စုံဥစ္စာပဲမှတ်ပြီးတော့သွားလုံးနေတော့ကိုယ်တည်တော့အဲ့လိုတည်သွားတဲ့သူတွေလည်းတမိုးကြီးပဲအဲ့လိုတော့မဖြစ်စေနဲ့ပေါ့ ကိုယူစားရှိတာတော့ယူယူလို့မရရင်တော့မှကိုအတက်ခံတာကိုမတည်ဖို့ပဲအဓိကထားပြီးရှောင်းသိမ်းပေါ့တကယ်စစ်ပေးတဲ့လက်တွေ့ကြနေတဲ့သူတွေဒီလိုရှောင်းသိမ်းတဲ့အခါမှာလည်းအတတ်နိုင်ဆုံးဘလုံးမရှောင်းမြရင်တော့တရားနှလုံးသွင်းပြီးတည်ထားတာကောင်းတယ်တရားနှလုံးသွင်းပြီးတည်စရာရှိရင်တော့တရားနှလုံးသွင်းပြီးတည်တရားမှတ်ပြီးတည်နော်အဲ့တော့တရားမှတ်ပြီးတည်နေအောင်တော့လေ့ကျင့်ထားဘာလို့လဲတည်ခြင်းရာဆိုတာအနည်းနဲ့အမြဲပဲလူတိုင်းတည်ရမှာပဲတည်မဲ့သူသူတော့ ကြောင်လန်းတဲ့စိတ်တွေနဲ့တင်မဲ့ဆိုတရားမှတ်ပြီးတည်ဒါဘုံကစကားကုန်ပြီးပြောတာဘုံတည်တည်ပါလေဆွဲစိတ်နဲ့ပြောတာဘုံနားလည်မှုလည်းမလွဲနဲ့ဘုံဘုံနဲ့အဲ့လိုပဲဘုံဘုံကားစီနဲ့ပြည့်တဲ့ချိန်လုံးဝတတိမလွတ်ဘူးကားတိုက်လိုက်တဲ့ကောင်ကဒုံနေပဲဘုံဘုံနားထဲမှာကားကြောအပြင်မှာအရန်အေးတော့ကားထဲမှာဟီတာဖွင့်တာကားဟီတာလည်းအများကြီးပဲတင်လာတာအဲ့ချိန်မှာနောက်ကကားလည်းအရှင်ကအရန်ပြင်းတော့ဘုံဘုံတို့လည်းကြီးတဲ့ကားစပီလည်းအရန်မြင့်တော့ချိန်နဲ့တအားကိုတိုက်လိုက်တဲ့ကောင်ကားကမြောက်တက်ပြီးလဲထွက်သွား လမ်းပြင်ပလက်ဖောင်းတွေနဲ့ပါထပ်ပြီးရောရမ်းကုန်အဲ့ချိန်မှာဘုံဘုံလုံးဝတတိမလို့တရားတရားတတိလေးနေမယ်စွင့်စိလည်းမရှိကြောက်စိလည်းမရှိဘူးဒါဘုံကပစ္စုပန်စိတ်နေလို့တတိနေပြီတေလည်းတိအလိုမျိုးအဲ့ဒါတွေကလေးကျင်တာလို့တကယ်မလေးကျင်အဲ့ချိန်မှာကြောက်လန့်ပြီးတွေးပြတ်သွားတယ်လန့်ပြန်ပြီးတော့နောက်နေ့တရားဝယ်လည်းမဟုတ်တော့ပြန်တော့မယ်ဖြစ်တော့ဘုံတရားဟောတာကြီးဟောလုံးစာရှိလို့အလိုမျိုးဟောလို့အဲ့ဒါတရားဓက်ခံကိုကံအားကောင်းအောင်လေးကျင်တာအခုလည်း ကိုအတက်နဲ့ဆိုရှောင်းအတက်ပေးနဲ့ကြုံလာရင်လည်းတရားနှလုံးသွင်းပြီးတည်နေအောင်လေ့ကျင့်ဖုံဖုံကြောင်းနဲ့ဘာလို့ပြောပြလဲဖုံဖုံကိုချင်းမစားလို့ကိုယ်နဲ့မကြုံဘူးလို့လို့ထင်ပါသလိုဖုံဖုံခဏခဏတည်ပြီးနေတယ်ကြုံတယ်ဒီတိုင်းပဲတည်တည်ငြိမ်ငြိမ်ပဲတည်ခြင်းကိုရည်ဆိုင်တယ်နော်အဲ့ဒါကလုံးကြံခံပြီးလေ့ကျင့်နေပါပေါ့ကိုယ့်ကိုယ်အတင်းပေပြီးလုပ်တာမဟုတ်ပဲနဲ့ကြိုတင်လေ့ကျင့်ထားလို့ရတယ်အတင်းပေငါမကြောက်ဘူးငါမှတ်မယ်ဆိုရင်လုပ်နေလဲကိုယ့်ကိုယ်ကိုလိန်လို့မရဘူးလေ ဟုတ်ပြီနော်အစစ်ဘေးနဲ့ဂျုံတဲ့ကရသလောက်ရှောင်းအသက်ဘေးရအရေးကြီးဆုံးပဲဘလို့မှရှောင်းသေးမရလို့အသက်ဘေးဂျုံလာရင်တော့တရားများများနှလုံးသွင်းပါကံကောင်းရင်လည်းပြန်လွတ်လာမယ်ရန်သာသုံးပါယေရှုနဲ့ကဲလို့တည်ခဲ့ရင်တော့တရားနှလုံးသွင်းပြီးတည်ရင်အပယ်ကျအပယ်ကျမယ်ဘေးကလွတ်မှာနော်ဒီချက်မြင့်မြတ်တဲ့ဘုရားရောက်မှာပေါ့နော်အလိုမျိုးနော်ဒီချက်ကောင်းတဲ့လူဘုရားနတ်ဘုရားလူပြီးတော့မလာပါနဲ့တော့နတ်ပြည်သာတော့လူပြီးတော့ကြာလင်စိုးစီပဲဆိုတော့ဒီလိုနှလုံးသွင်းစေခြင်းပါလေ ီးတော့ကိုယ့်ရဲ့ဆိုးရဲဘဝတွေနဲ့နှလုံးသွင်းငရဲကြနေတဲ့သူတွေနဲ့ဆိုင်ငါတော်သေးတယ်။တော့ငရဲပြီးရောက်နေတဲ့သူတွေနဲ့ဆိုင်ဒါစစ်ပေးကြုံရတဲ့ကအကြုံရတော့ပေါ့တဘောပေါက်တယ်အရင်အေးတာမိုးရီမီးမယ်ယောဂါတွေဖြစ်မယ်ဘိုက်တီစားမယ်အာဒုက္ခတွေအများကြီးပေါ့ဘဘကိုချင်းစားရစိတ်လည်းမကောင်းပါဘူးဘဘလည်းမေတ္တာထူပို့နေပါလေဒါပေမဲ့ဘဘတို့ဘာတွေပို့လို့တော့မရအောင်မေတ္တာအများကြီးဝိုင်းပို့ရင်တော့ပို့ထည့်အောင်ပါပေါ့အခုလိုမျိုးပြီးဆိုတာကလူတွေကပျက်စီးချိန်တန်တာရင် အသိဉာဏ်တွေမဲ့ပြီးအကုသိုလ်တွေကြီးလာရင် မကောင်းတာရောအကောင်းလို့ထင်တယ်မလုံတဲ့နာကိုလုံတော့တာပျက်စီးခြင်းတန်နာရင်ဗားလိုက်တယ်လူတွေကပျက်စီးခြင်းတန်နာရင်အကုသိုလ်တွေအရန်ကြီးလာရင်ခမွေးလေးဆယ်ပါးပြတ်မားတာတွေများလာရင်ဗားပြစ်မကောင်းတာကိုအကောင်းလို့ထင်တယ်မလုံတဲ့နာကိုလုံချင်တဲ့စိတ်ပြီးပေါ်လာအကုကိလူတွေအဲ့လိုဖြစ်ပေါ်တော့မြန်မာပြည်နော်အဲဒါတကယ်အကုသိုလ်တွေကြီးလိုက်တာမပြမတင်တဲ့သူတွေလည်းပြတ်မှာမစော်ဝါတင်တဲ့သူတွေစော်ခါ ပြောကြဆိုကြဆဲကြမလုံးတင်တာတွေလုံးချက်ဒီလိုမျိုးတွေအဲကြတော့ဘဘောကတော့နိုင်ငံရေးကိုကြီးမဟုတ်ဒါပေမဲ့နိုင်ငံသူလိုဖြစ်နေတာတော့စိတ်မချမ်းသာနော်အဲရဘသူမှားလဲဆိုဘဘောကတော့အကုန်မှားတယ်အကုန်လုံးပြင်စင်ကျင်တယ်နော်တယောက်နဲ့တယောက်လက်ညှိုးထိုးနေမှစားကိုအားနဲ့ချက်ကိုပြင်တယောက်နဲ့တယောက်အပြန်အလှန်ချစ်ကြည်စည်းလုံးစွာနဲ့တိုက်ပြီးအေးချမ်းအောင်မြင်ကျင်ပါလေကြားကျင်ပါလေအဲ့ဒီတော့ဘဘောကခုမှားလို့လားတော့ဒီကဓမ္မတွေကိုဟိုလိုအထူးသဖြင့်မြန်မာပြည်မှာရှိတဲ့ဒီကဓမ္မတွေပေါ့နော် ခုလိုကပ်ပေးနေတဲ့ကြုံတဲ့ကောင်မှာအားရှိဖို့တော့လိုတယ်အစားတောက်တွေစားတဲ့ကောင်မှာအသက်နိုင်ဆုံးအားရှိဖို့လိုတော့နားလေတယ်ဘုန်းကအသားငားတွေတိတ်မစားစေချင်ဘူးပေါ့နော်အထူးသဖြင့်အသားကြီးတွေပေါ့အမဲသားနမတက်ကတော့မဲသားပြီးတော့ဝတ်သားတို့စိတ်သားတို့လीအသက်နိုင်ဆုံးအသားကြီးတွေကိုရှောင်စေချင်တယ် အဲ့တော့ငါတို့ကြက်သားဆိုတော့တခါတလေအားနေတဲ့ကစားပေါ့နော်အားလေးတင်းတင်းရှိရဲဆိုရင်တော့ပဲလို့အာလူတို့ရွေးစားလို့တော့ရတာပဲကိုနဲ့အားရှိတာလေးဖြစ်နိုင်ရင်အဲ့လိုတက်တက်လွတ်တော့ပိုစားစေခြင်းနဲ့ခန္ဓာကိုယ်ကအညီဟောက်တည်အများကြီးမကောင်းမိစ္ဆာတွေကပိုပြီးနှောက်ရှက်ရလွယ်တယ်ဒီလိုဖြစ်ဆိုကာလစူကြီးမှာအခုကာလဝေယောဂါတွေဖြစ်ပြန်ပြီးမြန်မာနိုင်ငံမှာကြားရတယ်နော်ကာလဝေယောဂါတွေဖြစ်တဲ့စစ်ဘေးရဖြစ်တဲ့ရေတွေအကြီးကြီးအနောက်ဆက်တွဲတွေကတိတုံးမှာတခုလိုအကုန်စိုက်တဝိကန္တနာကငမုတ်ခေါင်းမပေးတွေလည်းကိုစိုက်ပြီး စစ်ဖြစ်ပြီးဖြစ်ပြီးတော့ဒုဗ္ဗေကန္တရာကငမောက်ကောင်းမပေးရောဂန္တရာကအနာယောဂပေးပြီးတော့တတန္တရာကစစ်မှတ်ပေးကတ်တော်မှာလုံးဆိုင်မြန်မာအဲ့လိုဖြစ်နေတဲ့အချိန်မှာလူတွေကကိုကြီးတီလာတွေချိုးပေါက်လာတယ်ခမနစ်ဆယ်ပါပြစ်မာတယ်လူတွေကအကုသိုလ်တွေအမှန်တန်ကြီးနေတယ်ဆိုတော့မကောင်းမိစ္ဆာတွေအခုချိန်မှာနှောက်ရှက်ရအလွယ်ဆုံးချိန်ပဲမကောင်းမိစ္ဆာတွေနေရာတော်တော်များများအောင်ပြန့်ပွားနေကြတယ်အခုစစ်ပေးတွေကြောင့်တည်တဲ့လူတွေလည်းမကြွကြတာများတယ် ပြီးလွှိုင်းနေလေကြောက်တဲ့ကြတေမှာတော့ကျုပ်ဖို့ဆိုတာမလွယ်ဘူးလေအဲကြောင့်စိတ်မကောင်းစရာဘုံဘုံအမြဝင်တယ်ကလေဘုံဘုံကဒါလေးတေးကြကြအယုံပြအမြဝင်ပါဒီကမှလည်းဒီလိုမျိုးအမြဝင်စေခြင်းတယ်ကဲကြာအခုလိုချိန်မှာတေးတဲ့သူတွေအများစုသည်ဒါမကြုတ်ကြတာများတယ်ပြီးတော့အရင်ရှိတာပြီးသားမကောင်းမိစ္ဆာတွေမကောင်းတဲ့ဒီအပေပုံသားတွေကလေအခုလိုချိန်မှာလူတွေကကုကြီးတီလာတွေအာနေပြီးတော့ ဒီအကုဒ်ကြီးရတာများတာဖြစ်တယ်ဆိုတော့နှောက်ရှက်တာပို့ပြီးနှောက်ရှက်ဖို့အခွင့်အရေးရတယ်လူတွေကုသီးတီလာအကောင်းရင်ဒီပရလောကသားရနှောက်ရှက်လို့မလွယ်ဘူးလူတွေကုသီးတီလာတွေဖောက်ပြန်တာတွေများတော့ပရလောကသားနှောက်ရှက်တာတွေလည်းအခုချိန်ပုံများလာတယ်အဲ့ဒီတော့ဘဘွားတော့တက္ကသမားတွေကိုဘလို့မျိုးတက်တက်လို့ဝါးပြီးတော့မဟုတ်ပါဘူးပုံပြီးတို့တို့ပဲမယ်လေအသားငါးတွေကိုနည်းနည်းနဲ့နည်းအောင်ရှောင်ပြီးတော့အားရှိအောင်တော့နေပေါ့တက်နေဆိုကိုယ်နဲ့ကြိုက်အောင်တော့နော်အသေးရွက်တွေများများစားမယ်ဒါပရိတိစက်တက်တော့နေတိုင်းရုပ်ဖက်မယ် မေတ္တာတွေပို့ပို့မယ်ကုံတော်တွေပွားမယ်ဒီလိုကတ်ဆိုးကိုဒီဓမ္မနဲ့အတက်နိုင်ဆုံးကြော်လွားစေချင်ပါတယ်ဒါဘဘုံရဲ့ဩဝါဒလမ်းညွှန်ချက်ဖြစ်တယ်ဒီလောကဓာတ်အနေနဲ့ကြုံတဲ့အခါမှာတော့ကိုယ်ခံအားကောင်းဖို့တော့မျက်များလေ့ကျင့်ပြီးမျက်များလားတရားတော်နဲ့နှလုံးသွင်းမှာအသက်ပေးနေကြုံနိုင်တဲ့တရားမှတ်ပြီးရောကိုယ်ပေါ်ရဲ့နောက်ဆုံးချက်ကိုတရားနှလုံးသွင်းပြီးကြော်ဖြတ်နိုင်အောင်တည်ငြိမ်စွာအေးချမ်းစွာရင်ဆိုင်နိုင်အောင်ပြင်ဆင်ပါ လွယ်တော့မလွယ်ဘူးသိပါတယ်ပိုတော့စူးစမ်းကြပါလို့ပဲပုံမှန်တက်တယ်လဲမှားပါတယ်ဗျာတရားရတော့နည်းနည်းတော့ရှည်သွားပြီနော်အွန်လိုင်းရောက်ပြီနားလည်လားမသိဘူးနော်နားမလည်ပုံပုံကိုပြန်ပေးကြောက်နော်ဒီလိုကက်ဆိုးတွေမှာပုံပုံပြောတယ်ကိုတဲ့ဆိုးတဲ့ဘဝတွေကိုလည်းအာယုံပြုကြည့်ပေါ့ပုံပုံပြောတယ်နေရကြနေတဲ့သူတွေနဲ့ဆိုင်ရင်တော့တော်သေးတယ်နော်နေရကြနေတဲ့သူတွေနဲ့ဆိုင်ရင်တော်သေးတယ်လူဘဝကြီးကရှင်တကယ်ညီမစိတ်ပြည့်စရာကြီးပါ အဲ့ဒါနိဗ္ဗာန်မြတ်ရောက်မှဖြစ်ပဲနိဗ္ဗာန်မြောက်တည်းတော့မမြင့်မြတ်တဲ့နတ်ပြည်ရနေတဲ့စေနိဗ္ဗာန်ကိုသွားမယ်ဆိုရဲဒီလိုနှလုံးသွင်းကြပေါ့ပုံပုံဟောတယ်ဟောတာပြီးတဲ့သုတိတန်နတ်ပြည်တို့ဓမ္မအဖြစ်စဉ်တရားလည်းပြန်လာကြည့်ကြပေါ့နော်ကဲဟုတ်ပြီဗျာ